ားလုံးပဲမင်္ဂလာပါရှင်ဆီယမမဝင်းမြင့်ရေးသားထားတဲ့ရီယောမှန်းအိုင်ဆန်းရေပြားဆိုတဲ့ဝတ္ထုလေးကိုအပိုင်းရှင်အနေနဲ့ဆက်လက်ဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်ဖုံတော်ကြီးကဘာသာဘောကိုကြည်လိုက်သည်ထို့နောက်စကားတခွန်းများမေးမြန်းပြောဆိုခြင်းမပြုဘဲတပင်းရင်မြေပြင်ပြောင်ပြောင်ဝဲအဝင်းနှန်းတွေခင်းထားသည့်ပေါ်မှာတည်ငြိမ်စွာတင်မြေခွေထိုင်လိုက်သည်ဘာသာဘောကစတင်ကမြည်သည့်အရာမှန်မသိရသည့်ရန်သူကြောင့်လူတွေတေးကြဒုက္ခရောက်ကြကြောင်း ။နွားလီပြဲကြောင်းထိုးကြောင်းသူကထိုးရန်သူကိုလိုက်လံရှာဖွေနှိမ်နှင်းနိုင်ခဲ့ကြောင်းစာတီတို့ကိုစုံစည်းစွာရှောက်ထားပြီးတပည့်တော်အန်အော်တာကဒီလောက်ကြီးမားပြီးကြောက်စရာကောင်းတဲ့မွေးဆိုးကြီးကတပည့်တော်ကိုရံမမူဝဲကြိုးကြိုးနုံနုံနားခံပြီးအသေးခံသွားတာကိုအန်အော်တာပါပဲဖျား။အဲ့ဒါဘာကြောင့်လဲဆိုတာအရှင်ဖျားမိန်ကြားတော်မူနိုင်လိမ့်မည်ထင်လို့တပည့်တော်မျှော်လင့်မိပါတယ်။ဘာသာဘောကထူစကားကိုရှောက်ထားလိုက်တော့ခါဖုန်းတော်ကြီးသည်ဘာသာဘောကိုစီစီဆိုင်ကြည့်နေရမှာ ငွေကြီးကသူ့အလိုလျောက်ထွက်လာတာလားဟုမေးတော်မူလိုက်သည်။ထိုအခါဘတ်တာဘော်ကငွေကြီးကိုသူ့မိသူခေါ်ထုတ်ခဲ့ကြောင်းရှောက်ထားလိုက်သည်။နောက်ဆက်တွဲအဖြစ်ဖြင့်ငွေကြီးထွက်လာတော့တပည့်တော်လည်းတော်တော်ကြောက်သွားပါတယ်ဖျား။ငွေရဲလို့မထင်တဲ့အတွက်ခွန်နီခိုက်ထွက်လာတော့တပည့်တော်ထိတ်လန့်ပြီးဗဇက်အဟောင်းသားရှာအထွက်သားကြီးနဲ့ကြောင်ကြည့်နေလိုက်မိပါတယ်။ငွေကြီးဟာတပည့်တော်ပါဇက်ကိုတစ်ချက်မောကြည့်ပြီးဥကောင်းကိုမြေပြင်ပေါ်မှာချလိုက်ပါတယ်။နောက်စင်းစင်းကြီးငြိမ်သွားတာပါပဲ လူကလေးငွေပြီးစေးထိုးထားဘူးလားဘုံတော်ကြီးကမေးတော်မူသည်ငွေနှင့်ပတ်သက်၍မိသည်စေးစေးဆောင်များမလုပ်ဘူးကြောင့်ဘတာဘောကပြန်လျှောက်ကြသည်ထိုခါဘုံကြီးကလူကလေးပါဇက်ဟာပြီးရှာထုတ်ပြသည်ငွေကြီးကိုမြင်တော့ပါဇက်ဟာရှာထွက်နေတဲ့အနေထားအတိုင်းတော်ဟုမိန်းကြားသဖြင့်ဘတာဘောကသူဖြစ်လာခဲ့သည့်အနေထားအတိုင်းပြုမူပြလိုက်သည်လူကလေးရှာလေကမဲမဲတွေကဘာတွေလဲဘုံတော်ကြီးကမေးတော်မူသောအခါ ဘာသာဘောကတပီတော်မွေးရပါအမှတ်တွေပါဖျားရှာမာမွေးရပါအမှတ်မဲမဲတွေကိုတီးခြားသွားကြည်သည်ထို့နောက်မိန်ကြတော်မူသည်ကိုကိုအိမ်လေးနဲ့နေထိုင်ကြတဲ့လူတွေဆိုရင် လူတိုင်းလူလူအိမ်ဆောင်ပေါ်ရအောင်ခွေးမွေးတတ်ကြတယ်နော်ဘာသာဘောမေးလျှောက်သောစကားနဲ့မဆက်ဆက်သောစကားကိုမိန်ကြသောဖုန်းတော်ကြီးကိုဘာသာဘောကဖြတ်ခနဲကြီးကဟုတ်ပါတယ်တပီတော်တို့လည်းမွေးထားတာပဲဖျားဟုပြန်လျှောက်ထားလိုက်သည်ဖုန်းတော်ကြီးကဆက်လက်မိန်ကြလိုက်သည် ခွေးတွေရဲ့အာခေါင်မှာမဲမဲအမှတ်တွေမဲမဲအတန့်တွေအာခေါင်မှာဖြစ်စေရှာမှာဖြစ်စေအဲ့ဒီလိုအာခေါင်နဲ့ရှာမှာအမှတ်တွေပါလာရင်အာဆက်ရှာဆက်လို့ခေါ်တဲ့လူကလေးအာဆက်ရှာဆက်ပါတဲ့ခွေးဟာငွေခိုင်းလို့မသေးဘူးဆိုတာကိုသိလားဘာသာပေါ်ဒီသူ့အနေဖြင့်မကြဘူးဒီအတွက်များစွာအံ့ဩနေသည်ဘုန်းတော်ကြီးမျက်နှာတော်ကိုစိုက်ကြည့်ခါငြိမ်သက်စွာနားထောင်နေသည်ဘုန်းတော်ကြီးကဆက်လက်မိန်ကြားတော်မူသည်ခုလူကလေးရှာမှာမွေးရပါပါတဲ့အမဲမှတ်တွေက အမှန်မြည်လားမဟုတ်ဘူး။ရှာကအမှတ်ကိုတော့လူကလေးအိမ်ပြန်ရောက်မှမှန်နေကြည့်ကြည့်။ဘာနဲ့လူတည်းဆိုတော့အချိုးငှက်တွေမွေးကိုအစာဖြစ်ထိုးတုတ်တာမြင်ဘူးလား။ဘုံတော်ကြီးမိန်ကြားချက်ကြောင့်ဘာသာပေါ်သည်မိသည့်ခါမှသူယူဒဆိုင်ရှိခဲ့သောတည်တည်ချာချာမကြည့်ခဲ့ဘူးသောသတိပင်မထားဘဲမိမိပြောက်ပြောက်နေခဲ့သောရှာဘော်ကမွေးရပါအမှတ်မဲတွေကိုတေချာစွာကြည့်လို့စိတ်ပေါ်လာသည်။ ်စိတ်ထဲမှာထူးဆန်းလျက်နှင့်ပင်သူတွေးခဲ့ဘူးသည့်ပုံတံတန်တစ်ခုကိုသတိရလိုက်ခါဖုန်းတော်ကြီးကိုရှောက်ကြလိုက်သည်တခါတော့ကတော်တဲ့ကိုရောက်နေခိုက်အောက်ချင်းငယ်ကြီးတကောင်ဟာမွေးတကောင်ကိုအစာအဖြစ်တုပ်ချီသွားတာတွေ့ဘူးလိုက်တယ်ဖျားအောက်ချင်းငယ်ကြီးရဲ့ခြေထဲကမွေးရဲ့လက်ကုပ်ကိုကုတ်ထားလိုက်တော့မွေးဟာအမိတလုံးလုံးနဲ့ပါသွားတာတွေ့ဘူးလိုက်ပါတယ်ဖျားအဲ့ဒီပုံစံမျိုးနဲ့တပည့်တော်ရှာဘောကအမှတ်တူနေလို့လားဖျားဘာသာဘောဒီရှာဘောကအမှတ်ကိုစိတ်ဝင်စားစွာတွေ့ရင်းရှောက်ကြသည် အေးလူကလေးရှာမှာပါတဲ့တံတန်းကအောက်ချင်းငယ်တံတန်းတော့မဟုတ်ဘူးဂလုံးငှက်ကငကားကိုတုတ်ချီထားတဲ့တံတန်းမျိုးပြီးပြီးသားသားပေါ်နေတယ်ဒါကြောင့်မွေးစိုးကြီးဟာလူကလေးခေါ်ထုတ်တဲ့အတိုင်းအမိန့်ကိုနားခံပြီးထွက်လာရတယ်လူကလေးပါဇက်ကိုကြည့်ပြီးဥကောင်းရှူသွားရတယ်သဘောပေါက်ခဲ့လားလူကလေးဘာသာပေါ်သည် တန်မိုးမထားကယူမဆိုင်ပဲနေခဲ့သည့်မွေးရပါအမှတ်တွေတကူတတိကိုမမျော်လင့်ပဲတိလိုက်ရသောအခါအံ့အားတင်ပြီးဝမ်းသာခြင်းကြည်နူးနှစ်သိမ့်ခြင်းဖြင့်ဖုံတော်ကြီးကိုကျေးဇူးတင်စွာလက်အုပ်ချပြီးပြန်လည်လျှောက်တင်လိုက်သည်ဒါဖြင့်တပည့်တော်ကြောင့်သေဆုံးသွားတဲ့မွေးကြီးဟာငကားကြီးလားဖျားငကားအစ်တော်မဟုတ်ပေဘူးလူကလေးငကားအမျိုးမှာပါတဲ့မွေးပဲငကားအစ်ကလွှဲရင်အစိတ်အပြင်းဆုံးမွေးပေါ့မွေးထဲမှာငန်းမွေးဆိုတာအမျိုးအစား၆မျိုးရှိတယ် ဒီချောင်းမျိုးတွေကငန်းတော်ကြားငန်းဝါကြားငန်းတန်ခွင်းဆက်ငန်းဆောင်ငန်းပုတ်ဆိုတဲ့ငန်းငါးမျိုးကကိုက်လိုက်ရင်အချိန်မီစေကူနိုင်ရင်အသက်မတည်ဘူးသူတို့ဥပူစားလိုက်ရင်လည်းအသက်မတည်နိုင်ဘူးသွေးလေးယုံထိုင်းထိုင်းမိုင်းမိုင်းဖြစ်ယုံမျက်လုံးဝင်ယုံပဲအခုလူကလေးတွေ့လာခဲ့တဲ့ငန်းကငန်းပြတ်တက်မျိုးကိုက်လိုက်ရင်စေးမမီတော့ဘူးကိုက်လိုက်တာနဲ့တပြိုင်တည်းအကိုက်ခံရတဲ့လူဟာမယုံကံဖလှုပ်ရှားနိုင်အတန်မထွက်နိုင်တော့ပဲချက်ချင်းငြိမ်သွားတာပဲလူကလေး ဘုန်းကြီးမင်းကြီးဒီကိုနားထောင်နေတော့ဘတ်တာပေါ်ပြောတဲ့ကိုတူတူတော်ကသွားကြပြီးနောက်ဆုံးမှာကြံခဲ့သည့်လူပြောက်ဆုံးနေခဲ့သည်ကိုမြည်သူမြမတီးပဲဖြစ်ရသည့်အကြောင်းရင်းသည်ယခုဘုန်းတော်ကြီးမင်းကြီးသလိုငန်းပြတ်တက်ကြီးကိုက်လိုက်သည့်နှင့်ချက်ချင်းငင်ကြသွားသည့်အတွက်မြည်သူမြမတီးလိုက်ပဲဖြစ်ရကြောင်းသဘောပေါက်လာသည်ဘုန်းတော်ကြီးကတဆက်သေးဆက်မိန်ကြသည်မွေထဲမှာငန်းမွေမျိုးဟာကြောက်စရာကောင်းဆုံးပဲသူတို့ကအမိကိုထောက်ပြီးမမတ်ကြီးရက်နေနိုင်တယ်လေ သူတို့အစာကိုရှာရမှာအမိကိုထောက်မမတ်ကြီးရက်ပြီးစားရမယ့်အစာကိုကြည့်တယ်။တွေးလိုက်ရင်လိုက်တယ်ရင်လိုက်တယ်။လိုက်ဖို့မလို့ရင်အမိထောက်ပြီးမမတ်ရက်နေရကအေးအေးလေးစောင့်နေတတ်တယ်။ငါးပြက်သက်ကိုမဲမောင်နေတဲ့မွေမျိုးကအမိထောက်ပြီးငင်ငင်လေးမမတ်ရက်နေတာကိုမြင်ရရင်သူတို့ကလည်းပြင်းမပြန့်မဲထားရင်အမှန်မဲ့မြင်ရသူတွေကမီးလောင်တိုင်းငုံကြီးကိုထင်ရတာပေါ့။အဲ့ဒီမီးလောင်တိုင်းငုံထင်ပြီးဂယူးမဆိုင်ပဲအနာကပုတ်ခါဒီကဖြတ်သွားတဲ့လူတော့သူတို့အစာဖြစ်သွားတော့တာပဲကွယ်။ ဘုံတော်ကြီးမိန်ကြားချက်များသည်ရွာပြည့်အောင်ဒုက္ခရောက်နေသူတွေဖြစ်ခဲ့ရသည့်ခံစားချက်တွေကိုမျက်မြင်မိန်ကြားနေပြီးတကယ်တို့ရှင်းလင်းပြသလာသည်ဘုံတော်ကြီးကဆက်လက်မိန်ကြားပြန်သည်သူတို့အမျိုးတလေးအတိုင်းသူတို့ဥတွေကိုယူမိတဲ့လူကိုလည်းလိုက်ရန်မူတတ်တယ်ရေချားမြေချားခရီးဝေးသွားရင်တော့အတိုင်းနိုင်မယ်မထင်ဘူးအနီးနားကူသာလိုက်ရန်မူနိုင်မယ်လို့ထင်တာပဲငံပြက်သက်ကသူကြိုက်တာခံရမှသိတာမဟုတ်ဘူးသူ့ကိုစားရင်လည်းသိတာပဲလူကလေးရဲ့ ဘုံတော်ကြီးစကားကိုဘာသာပေါ်ကစောတကတက်လိုက်သည်ဥကအကောင်းမဖြစ်သေးတာဘလူသေးနိုင်မှာလဲဗျာဘုံတော်ကြီးကရှင်းပြသည်လူကလေးတို့ကတောတောင်ထဲမှာနေတော့ပင်နေတဲ့တော်ဝါတွေเจ้าကိုကျွမ်းဟန်မတူဘူးပင်နေရေပြင်မှာငပူတင်းဆိုတဲ့ငါးတမျိုးရှိတယ်လူကလေးသူ့သားကတော့စားလို့ကောင်းတယ်လို့ကြားဘူးတာပဲသူ့သေးကြီးကအင်မတန်အစိပ်ပြင်းလို့စားမိတဲ့လူသေးစေနိုင်တယ်အကောင်ဖြစ်နေပြီဖြစ်တဲ့ငပူရင်းကောင်ရဲ့တဲကြီးကိုစားမိမှသေးတာမဟုတ်ဘူး ငပူနှင်းဥကိုစားမိရင်လည်းသေစေနိုင်တယ်။ဘာကြောင့်လဲဆိုတော့အကောင်ဖြစ်တော့မဲ့ဥထဲမှာတရဝါတကောင်ရဲ့အင်္ဂါကစုံစုံလင်းလင်းပါရမှာကိုဒီတော့တရဝါတကောင်ရဲ့အင်္ဂါစုံစုံရင်တဲကြီးလည်းပါရတာပေါ့။တင်းငယ်တဲ့ဥကလေးတွေထဲမှာ အင်္ဂါစုံအောင်တဲကြီးကဥတိုင်းပါနေတော့ငပူတင်းဥကိုစားမိရင်လည်းတည်တာပဲ။သဘောပေါက်ကြလားလူကလေး။ဘာသာပေါ်သဘောပေါက်သွားသည်။ငန်းပြတ်သက်မှာအကောင်ဖြစ်ရန်ရင့်နေပြီးဖြစ်သည့်ဥတွေတွင်ငန်းပြတ်သက်သည်ဟူသောတရဝါဆို၏ ်အင်္ဂါရက်တမားဖြစ်သည့်အစိတ်သည်ဝင်နေပေလိမ့်မည်ထို့ကြောင့်ညီလေးနှင့်ညီမလေးတို့မိသားစုများသည်ငန်းဦးတွေကို စားမိကြမည်ငန်းကြီးလိုက်လာသောအခါအပြေးကောင်းသည့်အတွက်အကိုက်မခံရလင်ကစားစားထားသည့်ဥတွေကအစိတ်တက်ပြီးဘတ်တာပေါ်တို့ရွာအရောက်တွင်ဘာဖြစ်လာသည်ကိုများမပြောနိုင်တော့ပဲသေဆုံးကုန်ကြခြင်းဖြစ်ပေလိမ့်မည်တော်တော်အစိတ်ပြင်းတဲ့အကောင်မျိုးပဲကြောက်ခုကောင်းလိုက်တာဘာသာဘောကပြောလိုက်သည် ဖုံးတော်ကြီးကဆက်လက်မိန်ကြသည် သူ့အဆက်အတန်တွေထဲမှာအလောင်းစင်ပုံ၄ဒိုင်စင်သဏ္ဍာန်တွေပါတယ်ဆိုတာကလည်းဒီမွေမျိုးကရင်ဆင်းမမီတော့ဘူးဆိုတာပြတဲ့လက္ခဏာပဲလူကလေးဘာသာဘောကသူတို့ရွာကိုရောက်လာပြီးအဖြစ်ဆိုးခြင်းတည်ဆုံကုန်ကြတော့ညီလေးနဲ့ညီမလေးမိသားစုတွေဖြစ်ကိုဖုံတော်ကြီးအားပြန်လဲလျှောက်တင်ပြီးဒီတိုင်းဆိုရင်အခုတပည့်တော်တွေ့ခဲ့တဲ့ဒီကောင်ကြီးကအဖိုလားအမလားမသိဘူးတကောင်ကြံနေဦးမယ်အဲ့ဒီကြံတဲ့တကောင်ကမှပိုးဆိုးမှာဗျာဘာကြောင့်လဲဆိုတော့သူ့အဖော်ကအခုလိုဖြစ်သွားတာကို ဖုန်းတော်ကြီးကခေါင်းခါလိုက်သည်အကျန်တော့ဘူးလူကလေးအခုလူကလေးနဲ့တွေ့တာကမွေအမအကွက်အဖိုးကတည်သွားပြီရှင်ဖျားကဘလို့သိပါသလဲဖျားအေးငါရင်နေတာဒီနေရာမှာမဟုတ်ဘူးကွက်ဟောဒီကလှမ်းမြင်ရတဲ့တောင်ထွန်းမြင့်မြင့်ကြီးကိုတွေ့လားဖုန်းတော်ကြီးကမိန်ကြားရင်းလက်ဖြင့်ညွှန်ပြလိုက်သည်ဘာသာပေါ်ကဖုန်းတော်ကြီးညွှန်ပြရာကိုညွှန်ကြည့်လိုက်သည်မြင်ပါတယ်ဖျားအဲ့တောင်ထွန်းမှာငါတရားထိုင်နေခဲ့တယ် ဒီတော့ဒီတောင်မှာဒီမွေမျိုးကတဖြည်းဖြည်းတင်းခေါ်လာလို့အဖိုးမနှကောင်ပဲကြံတော့တယ်။သူတို့နှကောင်ကငါတရားထိုင်တဲ့တောင်ကြီးထိန်သားကလှိုင်းကူထဲမှာနေကြတယ်။လွန်ခဲ့တဲ့6နှစ်လောက်ကပေါ့။ဖုန်းတော်ကြီးစကားမဆုံးမီအရှင်ဖျား မကြောက်ဘူးလား။ဟုဘသာဘောကဖြတ်မိလိုက်သည်။မကြောက်ပါဘူးလူကလေးရဲ့။သူတို့ကငါဘလို့မှရံမမှုပဲမြစ်တာပို့ပေးတယ်။နောက်ပြီးမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ခန္ဓာသုံးပြိတ်တော်ကိုအမြဲရွတ်ဖတ်စီးဖြံပြီးဝိရုပက္ခမွေမျိုး အေယာပထမွေမျိုးဆပြာပုဒ္ဓမွေမျိုးကနာဂောဓမမွေမျိုးအဲ့ဒီမွေလေးပါးကိုအမြဲမြတ်တာပို့နေတာကတကြောင်စင်ကြဲတဲ့သီလသမာဓိကြောင့်လဲပါမယ်ထင်ရဲ့ဒီမွေကြီးနှကောင်ကငါ့ကိုဘလို့မှရံမမူခဲ့ဘူးလေဒီလိုနဲ့နေလာခဲ့ကြတာလွန်ခဲ့တဲ့6နှစ်ကျော်လောက်ကတော့ဘုန်းတော်ကြီးဒီသူမျက်နှာပြင်မျက်မြင်အဖြစ်ကိုပြန်ပြောပြနေသည်မှာဘာသာပေါ်ပြင်မျက်လုံးထဲမှာကွက်ကွက်ဝင်းဝင်းမြင်လာသည် ထိုနေ့သည်မွေးဖိုးမှနှကောင်တို့အစာရှာရန်လှိုင်ကောင်းထဲမှထွက်လာခဲ့ကြသည်လှိုင်ကောင်းထဲကအပြင်သို့လွလွကျွကျွရောက်လာသည်နှင့်တပြိုင်နက်တောင်ထိပ်ပေါ်ရှိသေပင်ကြီးတပင်ထက်ကရုပ်ရုပ်တဲတဲလေပြင်းကြသလိုအတန်တွေကြရသည်ဈဉံကြွနေသောဖုံတော်ကြီးသည်အတန်ထွက်ပေါ်လာရာသေပင်ကြီးတို့ကြီးလိုက်သောအခါအောက်ချင်းငကြီးတွေနဲ့ပင်ကြီးမသောငကြီးတို့သည်အရှိန်ဟုန်ပြင်းစွာဖြင့်မွေးကြီးတကောင်ရှိရာသို့ထိုးဆင်းသွားကြသည် ငွေဥကြီးထိုးစင်လာသည်ကိုနောက်ကလိုက်လာတော့ငွေကြီးကလှိုင်းကောင်းတဲ့သို့လှင်းမြန်စွာပြေးဝင်သည့်အတွက်ငွေဥကြီးနှင့်လွတ်သွားသည်ရှေးကသွားနေသောငွေကြီးသည်လှိုင်းကောင်းနှင့်အတန်ငယ်လှမ်းနေပြီဖြစ်သောကြောင့်လှိုင်းကောင်းရှိရာသို့အချိန်မီမရောက်နိုင်တော့ချေထိုကြောင့်အမိကိုထောက်ကမမတ်ကြီးရက်လိုက်သည်ကြီးမား၍ကြောင်းမဲ့ဖွဲကောင်းသောဗပင်းကြီးကိုဖြန့်ကာနှာခေါင်းလေးကိုတရှူရှူမှုန့်ပြီးတတ်နိုင်သမျှခုခံရန်ဟန်ပြင်ထားသည်ငွေကြီးဟန်မူရသည်မြင်ရသူဖို့ပင်ကြောက်စရာကောင်းလာသည် သို့သောငှကြီးတွေကမကြောက်ဘဲအယံ့မြင်သောလူတယောက်လက်တဖောင်ကြော်ကြော်အမြင့်မြမတ်တရက်ခါခုခံရန်ဟန်ပြင်းမှန်ဖီနီသောမွေကြီးကိုထိုးတော့ရန်အကွက်ကောင်းကိုချောင်းနေသည့်အလားမွေကြီးဦးကောင်းထက်လွတ်နေသည့်ဆိုုံများအမြင့်တွင်လှက်ပတ်ပြန်ဝဲနေကြသည်မွေကြီးကအယူမီဝိုင်းဖြစ်နေသည်ရန်သူတွေကသူ့ပတ်ဝန်းကျင်မှာပတ်ချလဲခဲ့နေကြသည်ဖြစ်ရာရှေးမှာရှိနေသောရန်သူကိုယူဆိုင်လင်နောက်ကရန်သူကဝင်တော်မူ နောက်ကရန်သူကိုလှည့်ကြည့်နေလျင်ရှင်ရန်သူကတိုက်ခိုက်တော်မူ။မမတ်ထောင်းလေးနှင့်ပင်သူဦးကောင်းထက်မှပတ်ချလည်နေကြသောငှဲ့အုပ်ကြီးနီးသူပတ်ချလည်နေရာမှကြာရှည်ခံနိုင်စွမ်းမရှိတော်ဟန်ဖြင့်မြေပြင်ပေါ်သို့ပြင်းကြီးကိုရုတ်ခဲချကနှင်းမြန်လှစွာသောအဟုန်ဖြင့်လှိုင်ကူရှိရာသို့ရှော့တိုက်ပြေးသွားတော်သည်။သို့သောငှဲ့အုပ်ကြီးကမြေပြင်ပေါ်မှရှော့တိုက်ပြေးသွားနေသောမွေကြီးထက်ပင်နှင်းမြန်ကြသည်။တကောင်သောငှဲ့ကြီးကမွေကြီးဥကောင်းတဲတဲသို့စိုက်ဆင်းပြီး ရဲရဲနီးဝါရှေလျားခြုံထက်သောနှုတ်သီးဖြင့်ပေါ့၍အံ့ဩစရာကောင်းအောင်ပင်လျင်မြန်စွာကောင်းငင်တို့ပြန်တက်သွားသည်။ငကြီးလျင်မြန်မှုသည်လျှက်တပြက်သည်ထက်ပင်မြန်ပေလိမ့်မည်ဟုဖုံးတော်ကြီးကထင်လိုက်သည်။မွေကြီးသည်သူ့ဦးခေါင်းကိုနှုတ်သီးဖြင့်ပေါက်လိုက်သောငကြီးကိုမြည်တို့မြပြန်လဲခုခံရန်အချိန်မရလိုက်တော့ချေ။နှုတ်သီးဖြင့်ပေါက်ခံလိုက်ရသောနေရာမှသွေးတွေရဲလာသည်။ပြေးသွားနေသောမွေကြီး၏လျင်မြန်မှုအရှိန်သည်လျော့သွားသည်။ ခိုခိုင်ငကြီးတကောင်ကဆင်းလာပြီးနှုံသီးဖြင့်ပေါက်လိုက်ပြန်သည်ပြင်းထန်သောဒဏ်ရာဒဏ်ကျဲကြောင့်ပြင်းမထောင်နိုင်တော့သောမွေကြီးသည်သူ့ဦးခေါင်းကိုနှုံသီးဖြင့်ပေါက်နေကြသောငကြီးတွေကိုအမိဖြင့်ရိုက်သလိုလုံးနေတော်လဲတကောင်ကိုမျှမထီချေငကြီးတွေဝိုင်းအောင်နှုံသီးဖြင့်ပေါက်ရှင်းခံရသောမွေကြီးဦးခေါင်းသည်ကြည်မွလာသည်မွေကြီးသည်ထွန်းထွန်းလူးနေတော်သည်ဦးခေါင်းပိုင်းကလုံးဝမထူနိုင်တော့ချေခါလယ်နှင့်အမိပိုင်းဒီသာ ပြောင်းဆန်နေသည်ငကြီးတွေကအနာမပေးဘဲ အစင်သင်သည့်အကောင်ကတကောင်းပြီးတကောင်းထိုးစင်းကနှုတ်သီးဖြင့်ပေါင်နေကြသည်တို့ဖြင့်ပင်မွေးကြီးလေပင်သည်ဖွာရရာစုပ်ပြက်ခါကိုလုံးကြီးနှင့်တခြားစီဖြစ်၍ပြက်သွားတော်သည်ထိုခါမှငှဲ့ဦးကြီးသည် မွေးကြီးကိုကိုနှုတ်သီးဖြင့်ပေါက်ခါစားတောက်ကြလေသည်ဖုံတော်ကြီးကမျက်မြင်ကိုယ်တွေ့ပြောပြနေသည်ကိုနားထောင်နေသောဘာသာဘုံ၏မျက်လုံးထဲမှဤတိုင်းမြင်နေမိသည် ဖုံတော်ကြီးကဆက်လက်မိန်ကြားလိုက်၏ငါလဲဘာမှမတတ်နိုင်ဘူးလူကလေး သူတို့အနာကိုမတော်ဝင်ဘူးလေဒါကြောင့်အဝေးကပဲကြည်နေလိုက်ရတယ်စိတ်မကောင်းစရာတခုကငွေကြီးကိုငှဲ့ဦးကြီးကထိုးစိတ်စားတောင်းနေကြခိုင်းမှာလှိုင်းကောင်းတဲ့ကိုဝင်ပြေးလွမြောက်သွားတဲ့ငွေကြီးကလှိုင်းကောင်းဝါမမှာအခေါဝါမှာခေါင်းပြူယုံလေးပြူကြည့်နေရှာတယ်သူ့အဖို့အတွက်ဘလောက်စိတ်မကောင်းဖြစ်လိုက်မလဲလူလူအော်ဟင်းငိုယူဖို့မတက်တာလို့တာပေါ့လူကလေးဘုံတော်ကြီးစကားကြောင့်ဘာသာပေါ်ပင်စိတ်မကောင်းမှုပြီး သို့သောတခြားသတ္တဝါတွေနဲ့လူတွေကိုဒီမွေကြီးတွေကကြိုက်ခဲဝါညိုစားတော့ကြစင်ကလည်းသူတို့အစားခံရတဲ့သတ္တဝါတွေနဲ့ပတ်သက်ရာပတ်သက်ကြောင်းတွေစိတ်ထဲမှာလည်းဒီလိုပဲခံစားကြရပြီလိမ့်မည်ဟုဘတ်တာဘောကစာနာတော့အတွေ့ကိုတွေးနေမိသည်ဖုံတော်ကြီးကဆက်၍မိန်ကြားလိုက်ပြန်သည်ဒီလိုကြောက်စရာကောင်းဆုံးငန်းမွေမျိုးတွေကတော့တကောင်ပဲကျန်တော့တာအခုတော့လူကလေးနဲ့တွေ့လို့မျိုးပြုတ်သွားပြီပေါ့ကွယ်အခြားငန်းမျိုးနဲ့မွေမျိုးတွေကတော့စိတ်ကူခံပါတယ်လူလေးမှလည်းမွေးရပါ ။ငွေနိုင်စက်အမှတ်တွေကပါနေတော့ငါမေတ္တာရက်ခံပြရစီ။မိန့်တော်မူပါဗျာ။ဘတ်တာဘောကပြန်လဲလျှောက်ထားလိုက်သည်။လူကလေးမှာမွေးရပါအဆက်အမှတ်တွေကိုအချီးနှီးမဖြစ်ပါစေနဲ့။မွေးစိုးကြိုက်ခံရတဲ့ဝေဒနာတွေကိုလည်းလန်းမီးသလောက်မေတ္တာစေတနာထားပြီးကယ်တင်ပါ။မွေမျိုးထဲမှာတကူကြီးဆုံးဖြစ်တဲ့ငကားမျိုးနှမျိုးရှိတယ်ကွ။ကုန်းနေငကားနဲ့ရင်းနေငကားနော်။ရင်းနေငကားကတော့လူသားတွေကိုတွေးဖို့လမ်းလုံးဝမရှိဘူး။ကုန်းနေငကားကတော့ မြေပေါ်နေတာကြောင့်အင်မတန်ကြုံကြရင်တော့တွေ့နိုင်တယ်။ငကားပေါက်ခံရရင်လည်းစီးမမီဘူး။သို့တော့လူကလေးနေနဲ့တက်တက်လို့ကိုစားပြီးစင်ကြယ်တဲ့အကျင့်သိခါကိုဆောင်ထိန်မယ်ဆိုရင်စီးမမီအောင်အစိမ့်ပြင်းနဲ့ငကားကိုက်ခံရတဲ့ဝေဒနာတွေကိုလည်းကယ်တင်နိုင်ပါလိမ့်မယ်။ဘာသာပေါ်သည်သူရှာမှာပါသည့်အမှတ်အကြောင်းကိုတွေးနေရမှဖုံးတော်ကြီးမင်ကြားချက်တိုင်းလိုက်နာရန်စိတ်ကိုခိုင်မာစွာဆုံးဖြတ်လိုက်သည်။ထို့ကြောင့်ဖုံးတော်ကြီးကိုလက်အုပ်ချပြီးဂရီဘေးစကားရှောက်ထားလိုက်သည်။ တပည့်တော်သည်ငွေကြေးပစ္စည်းကိုလည်းအဓိကမထားယုံညံသောအကျင့်ကိုလည်းနှလုံးမသွင်းပဲစင်ကြဲသောကိုကျင့်တရားမုံမြတ်သောစိတ်စိတ်စေတနာဖြင့်တပည့်တော်နှင့်ကြုံကြိုက်တွေ့ဆုံသမျှငွေကြိုက်ခံဝေဒနာတွေတွင်ကိုကယ်တင်မှမယ်ဗျာဘုန်းတော်ကြီးသည်ဘာသာပေါ်စကားကြောင့်လေးနဲ့စွာတာဓုခေါ်လိုက်သည်အေးအေးလူကလေးပြောခဲ့တယ်ကွယ်လူကလေးမွေးစားထားတဲ့ကလေးနှစ်ယောက်ရဲ့မိဘဆွေမျိုးတွေတေပုံကလည်းငန်းပြတ်သက်ဥကိုစားမိလို့တေးကြတာနော် ဒါကြောင့်ဒီငန်းဆိုတာမျိုးကတော့လုံးဝမရှိတော့ဘူး။ကဲလူကလေးသွားပြီတော့ဆောင်ရွက်ကြရှိတာကိုဆောင်ရွက်ပြီတော့ဘာသာပေါ်ဒီဖုံတော်ကြီးကိုရှ िख ိုးကတော့ကစိတ်လက်ပေါ်ပါစွာဖြင့်အိမ်သူပြန်လာခဲ့သည်။ဘာသာပေါ်ဒီစိတ်ထဲမှာသတိပြုမဲ့ယူလိုက်မိသည့်အချက်တစ်ခုရှိသည်။သူ့ရှာပေါ်မှာရှိသည့်မွေးရပါအမှတ်တွေသည်သူ့ကိုမွေးသည့်မိဘတွေကလွဲပြီးမိသူများလည်းမသိကြ။ ။သူမိဘတွေနဲ့သူ့ဘိုးတိုင်းကလည်းအီမတ်တွေတန်ဖိုးကိုလုံးဝမသိကြသည့်အလျောက်မိသည်ခါများယူမဆိုင်ခဲ့ကြချေ။ယခုမှမွေးစိုးကြီးရန်ကိုနှိမ်နှင်းလိုက်သည့်နေ့စကားဆက်ခါဖုံတော်ကြီးမိန်ကြားလိုက်သည့်အတွက်ဘာသာပေါ်မမျှော်လင့်မဲတီးလိုက်ရခြင်းဖြစ်သည်။သူမိဘတွေနဲ့တကွအခြားလူတွေကဖြစ်ရမှန်ကိုပြော၍ယုံကြည်မှယုံကြမည်။မယုံမဲပြည့်ရပြူကြနှင့်သူနေဖြင့်စိတ်ဆိုးစရာစိတ်ပြည့်စရာဖြစ်လာပေမည်။မလို့သားသူတွေကဆိုရင်ဝမ်းတွင်ယူဟုပင်ပြောကြမည်ဖြစ်သည်။ ထို့ကြောင့်သူမွေးရပါအမှတ်တွေနဲ့ပတ်သက်ပြီးဤသည့်စကားများမစားမထွက်စေပဲသူသိစွာနေလိုက်ခြင်းကကောင်းမင်မည်ဟုဝေဖန်သည်။ဘာသာပေါ်ရွာတို့ပြောင်းသောအခါသူတို့ဆွေမျိုးတိုက်တည်သာမဟုတ်တခြားရွာကပြောင်းရွှေ့လာကြသည့်လူချို့ကိုပါတွေ့ရသည်။ဒုက္ခပေးနေသည့်အရာဝတ္ထုကြီးကြောင့်လာရောက်စုပေါင်းကလွတ်ရလွတ်ကြောင်းတိုင်းမြင်နေကြသည်ကိုတွေ့ရသည်။နတ်ကိုအယူသည့်သူတွေကနတ်ပွဲပြီးပြီးတောင်းပန်ရန်အကြံပေးကြသည်။ဘာသာပေါ်ကသူတို့တွေပြောကြသည့်စကားကိုဆုံးအောင်နားထောင်နေပြီးမှ ိုရာဝန်သူကြီးသည်မကောင်းဆိုးဝါးမဟုတ်ဘဲအစိပ်ပြင်းသည့်အကြောင်းမဲ့ပွဲမူကြီးတကောင်ဖြစ်ကြောင်းသူနှိမ်နှင်းတက်ပြခဲ့ပြီဖြစ်ကြောင်းကိုတရားစွာပြောပြသောအခါအားလုံးသည်အကြီးကျယ်အံ့ဩကုန်ကြသည်ဟုတ်ကဲ့လားဟဲ့တာပေါ်ရဲ့တော်တော်လေးကြွားပါဟဲ့ဘူသောစကားကိုပင်အချို့ကပြောကြသည်ရိုရိုတန်တန်ဒူလေးဖြင့်ပြပြီးနှိမ်နှင်းခဲ့ပါသည်ဆိုခြင်းကိုပင်ဤမြားလောက်ပင်ပြည့်ရည်ပြူနေကြလင်သူ့မူရာပါအမှတ်တွေကြောင်းသာပြောလိုက်နှင်းမိသူမြလောင်လိုက်ကြမည်နီဟူသာဘာသာပေါ်တွေးလိုက်မိသည် ထို့ကြောင့်ဘာသာပေါ်ညင်းကုန်ပြောဆိုနေခြင်းမပြုတော့ဘဲသူ့နောက်လိုက်ခဲ့ပြီးတည်နေသော မွေသေးကောင်ကြီးကိုလက်တွေ့လိုက်ကြည့်ရန်တိုက်တွန်းလိုက်သည်ထို့ခါမှဘာသာပေါ်မိဘတွေပါဝင်ဒီဘလုံးလူလူလိုက်ကြည့်ကြသည်ဘာသာပေါ်ကိုမြည်သူမျှပြည့်ရဲမပြုကြတော့ကဲတင်ရှင်ကြီးဖြစ်အားကိုးကြည်ညိုကြသည်ကျေးဇူးတင်ကြသည်သူနှင့်ပင်ဘာသာပေါ်တို့ရွာကလေးသည်အေးချမ်းသာယာစွာနေမြဲတိုင်းနေထိုင်လုပ်ကိုင်းစားတောက်လာခဲ့ကြသည်ဘာသာပေါ်သည် သူကိုယ်သူစိတ်ချယုံကြည်စွာဖြင့်တောတောင်တခွင်လှည့်လဲကအစိမ့်နိုင်သည့်ဆေးမြင့်ဆေးဥဆေးရွက်စသည်တို့ကိုရှာခွေစုဆောင်းကဆေးကူရန်အစင်သည့်နေသားမျိုးဖြစ်အောင်လုပ်ကင်ဆောင်ရွက်ထားသည်ဂျေဇူးရှင်မိဘတွေမိဘတွေကနေရင်းစာတိရွာကလေးကိုတန်ရောစဉ်ကြည်လွန်၍မခွာနိုင်သလိုဘာသာပေါ်ကိုလည်းအဝေးရဒေသသို့မသွားရန်တားမြစ်ထားသည်ထို့ကြောင့်ဂျေဇူးရှင်မိဘများတသက်ဝဲဘာသာပေါ်ဤရွာကလေးမှာပင်နေရပေအောင်မည် ိဘတွေမရှိတော့သည့်အခါမှဖုန်တော်ကြီးထံတွင်သူကတိပြုလာခဲ့သည့်အတိုင်းသွားနိုင်သည်။ဒေတာရဲ့သူသွားကဝေကိုက်ခံဝေဒနာရှင်များကိုကယ်တင်ရပေမည်။အခန်း7ဧရှင်ဖိုးကြီးနှင့်ဖွာကြီးသည်ဘာသာပေါ်ကြောင်းကိုပြောဆိုနေရမှမောသွားဟန်ဖြင့်ရန်နာလိုက်ကြသည်။မခင်ရွှေသည်လိုက်သည်စွာသူဝဲထားသည့်ဖြော်ရည်ပလင်းကိုယူလာပြီးဖိုးကြီးနှင့်ဖွာကြီးကိုဖြော်ရည်တစ်ခွက်စီယူသည်စွာတိုက်ကျွေးလိုက်သည်။ ပူကြီးနဲ့အဖွားကြီးဖြိုရီတောက်ပြီးအမောပြေတလောက်ရှိသောအခါမခင်ရွှေကစကားစပြန်ပေါ်ပြီးမေးလိုက်သည်အဖိုးသားပေါ်မိဘတွေဆုံကုန်တော့မှရွာကထွက်တာပေါ်တော့ကိုကိုပူကြီးကဥကောင်းငိန်ပြီးဆက်ပြောသည်ကျေးဇူးရှင်မိဘတွေဆုံကုန်ကြတော့ဒိုးနှစ်ယောက်အသက်တွေကအရွယ်ရောက်လာကြကုန်ပြီလေအကိုကြီးနဲ့ရွာရှိလူကြီးတွေကပဲဒိုးနှစ်ယောက်ကိုလက်ထပ်ပေးလိုက်တယ်ကျေးဇူးရှင်မိဘတွေစူဆောင်းထားရှိခဲ့တဲ့ပစ္စည်းကိုလည်းအကိုကြီးကဘာမှမယူဘဲဒိုးနှစ်ယောက်ကို အားလုံးပုံပေးထားခဲ့ပြီးအကိုကြီးကရွာမှာမနေတော့ဘူးရက်ဝေးဘူးသွားတော့မယ်ဆိုတော့ဘိုးနှစ်ယောက်ငိုကြရတာပေါ့သွားပါနဲ့လို့တောင်းမှန်တော့အကိုကြီးလဲခုတင်ကဘိုးဘိုးပြောခဲ့တဲ့အကြောင်းတွေကိုအားလုံးစုံစည်းအောင်ပြန်ပြောပြတယ်ဆရာမရဲ့အဖိုးတော်ဘောကသူ့မွေးရပါအမှတ်တွေအကြောင်းကိုဘိုးဘိုးနဲ့ဖွားဖွားကိုတော့ပြောပြတယ်နော်မခင်ရွှေကဖြတ်ပြောလိုက်သည်အေးကွက်ကိုကြီးကဒိုးနှစ်ယောက်ကိုညီရင်ညီမရင်လို့ချစ်တယ်လေမိဘတွေကလည်းမရှိတော့ဘူး နောက်ပြီးသူလဲရဝေးကိုအချိန်ကာလအကန့်အသတ်မရှိထွက်ခွာသွားတော့မယ်ဆိုတော့မှဒိုးနှောက်ကိုအားလုံးဖွင့်ဟသွားတာအဖိုးကြီးစကားဆုံးတော့ခါအဖွားကြီးကအဖိုးကြီးကျေးဇူးကြီးမားပါပြီတဲ့အကူကြီးမြေတာစေတနာကိုတော့ဘယ်တော့မှမမေ့နိုင်ပါဘူးရွာကထွက်သွားပြီးတဲ့နောက်နှစ်ပေါင်းတော်တော်ကြာကြာသတင်းအစားနာမရပဲပျောက်နေလိုက်တာနောက်တော့ရေပြိုင်ဆိုတဲ့ရွာမှာမွေးကြိုက်ခံရတဲ့ဝေဒနာရှင်တွေကိုကယ်တင်နေတဲ့ဆရာသာဘောဆိုတာရှိတယ်လို့အုတ်ရှိပင်ကိုဈေးဝယ်ဆင်းရင်သတင်းအစရလိုက်တယ် ဒါနဲ့အကိုကြီးနဲ့ခွဲမနေတော့ဘူးကိုကြီးရှီယာကိုလိုက်မယ်ဆုံးဖြတ်ပြီးရှိတဲ့ပစ္စည်းလေးတွေကိုထုခွဲပြီးလိုက်လာခဲ့ကြတာဒီမျိုးလေးကိုလည်းရောက်ရော့ဆရာသားဘောရေပြာရင်ကထွက်သွားတာဘလို့မှသတင်းအေးမရတော့ဘူးအစနာပြောက်သွားပြီလို့ခိုင်ခိုင်လုံလုံသိရတော့ရေပြာရင်ကိုဆက်မသွားတော့ပဲဒီမျိုးလေးမှာပဲတောင်းနေနေခဲ့ကြတာအခုထက်တိုင်မှာပဲဆရာမဟုဝီကုန်းချုပ်လိုက်သည်သုံးယောက်စလုံးစကားမဆက်နိုင်ကြတော့ပဲအတွေ့အကြုံစီဖြင့်ငြိမ်သက်နေကြသည် ဖိုးကြီးနဲ့အဖွားကြီးတို့စိတ်ထဲမှာမြည်ခဲ့သူတွေးတော်စဉ်းစားနေသည်ကိုမခင်ရွှေမသိတော်လဲမခင်ရွှေစိတ်ထဲတွင်မူအဘသာဘောသည်သလားအသက်ရှင်လျက်ရှိနေသေးလားဖွားရှင်ပြောပြသည့်စကားအရအိမ်မက်ထဲတွင် လူတစ်ပိုင်းမူတစ်ပိုင်းတွေ့ရသည်ဆိုခြင်းမှာဖွားရှင်ဖွားရွှေအိမ်ဤခင်မွန်းတဲ့သူချစ်ခင်ကြည်ညိုသောဘိုးသာဘောကိုစိတ်ဆွေး၍မချင်းလားတကယ်လားစသည်ဖြင့်မခင်ရွှေတွေ့ဝေးတွေ့နေတော်လဲအဖြေကမပေါ်ချီ ေပြိုင်နဲ့ပတ်သက်လာသည့်အကြောင်းတွေဆိုရင်မခင်ရွှေညံမမီနိုင်ဖြစ်ခဲ့ရသည်ကိုမခင်ရွှေသည်သူ့ကိုယ်သူအတိဆုံးဖြစ်သည်တိတ်ဆိတ်နေကြရာမှာအဖိုးကြီးကမေးလိုက်သည်အကိုကြီးရဲ့ရှာပေါ်မှာမွေးရပါအမဲမှတ်တွေရှိတာကိုအကိုကြီးကသူမထွက်ခွာခင်မှာ ပြခဲ့လို့ဒုနှစ်ယောက်တည်တည်ချာချာကြီးလိုက်ကြရပါတယ်လူသားတွေမှာဒီလိုအမှတ်မျိုးပါတတ်သလားမခင်ရွှေသည်အဖိုးကြီးကို စိတ်ထဲကကျင်နာသနာမိသည်ဖိုးကြီးနဲ့အဖွားကြီးသည်စာမတက်ကြောင်းကိုမခင်ရွှေသိခဲ့ပြီးဖြစ်သည် ထို့ကြောင့်စာပေဖတ်ရှုခြင်းမရှိ မရှိသည့်သူ့အဖို့ဘူဒုဒနဲမီကိုတွေးမိသောကြောင့်စိတ်ထဲကကျဉ်းလာလိုက်ခြင်းဖြစ်သည်မခင်ရွှေကရှင်းလင်းစွာပြောပြလိုက်သည်မွေရပါအမှတ်ဆိုတာကတော့တချို့လူတွေမှာပါတတ်ကြတယ်တချို့လူတွေမှာအနီရောင်အမှတ်လေးတွေပါတတ်ကြတယ်ဒါကိုစာနီအမှတ်လို့ပြောကြတယ်တချို့လူတွေမှာအမဲရောင်အမှတ်အစိမ်းရောင်အမှတ်အပြာရောင်အမှတ်စသဖြင့်ပါတတ်ကြပါတယ်ဖို့ဖို့ ဒါပေမဲ့ဒီအမှန်မျိုးကတော့တကယ်ဖုံးသဘာရှိသူပုံကူမျိုးမှသာရှိတတ်တဲ့အမှန်မျိုးပါလူတသိန်းမှတယောက်မရှိပါဘူးတသိန်းမပြောပါနဲ့လေကဘာပေါ်မှာဒီလိုတကူတတိရှိတဲ့အမှန်မျိုးဘယ်သူမှမပါပါဘူးဘုရားဘုံအင်မတန်စင်ကြယ်မြင့်မြတ်တဲ့ပုံကူဖြစ်လို့ဒီလိုအမှန်မျိုးပါလာတာပါကျမတို့မြန်မာနိုင်ငံကိုစိုးမိုးအုပ်ချုပ်သွားကြတဲ့ရှင်မင်းတွေဆိုတာဘုန်းတော်ကြီးတို့ရည်မြှင့်ရှင်ဘီရင်ဖြစ်လာပေမဲ့ဘုရားဘော်လိုအမှန်မျိုးမရှိခဲ့ကြပါဘူး။ မြမရာဇဝင်မှာထင်ရှားတဲ့ဘီရင်နှစ်ပါးသာရှာမာအမဲရောင်အမှတ်တွေပါတယ်လို့ရာဇဝင်ရှိပါတယ်။ဒီဘီရင်နှစ်ပါးဟာထူးထူးခြားခြားရှာမာအမဲမှတ်တွေပါလို့မွန်မင်းရာဇာတိရစ်ပါတုံပန်ဆက်လို့ရာဇဝင်မှာစတင်ပါတယ်။မြမဘီရင်တပင်ရွှေကြီးကိုယူရရာရာဇဝင်မှာမြမဘီရင်ရှာနဲ့မဲလို့အမှတ်သားပြုထားပါတယ်။မခင်ရွှေရှင်ပြသည်ကိုဖူးကြီးနဲ့အဖွားကြီးသည်စိတ်ဝင်စားစွာနားထောင်နေသည်။ သူတို့ချစ်သောကြည်ညိုသောကျေးဇူးရှင်အကိုကြီးဘိုးသာဘော်တို့ဂုံယူသည့်အတွင်ပေါ်နေသည်အတန်ကြာမှကဲဆ iam မလည်းအကိုကြီးကို စာရေးပြီးဘိုးဘိုးတို့လည်းအညောင်းဖြေလိုက်အောင်မယ်။အော်ဒါထက်ဆ iam မဟောဒီအကိုကြီးတန်းကိုရီမန်းဆွဲထားတဲ့ပကြီးကားကိုတော့ဘိုးဘိုးတို့ကရောင်းပါဆ iam မဘလောက်ကုန်ခဲ့လဲဟုဖိုးကြီးကမေးသည်။ကျမမရောင်းပါဘူးဘိုးဘိုး။ကျမကြည်ညိုတဲ့ပုပ်ကူကြီးရဲ့ညီညီမများဖြစ်တဲ့ဘိုးဘိုးနဲ့ဖွားဖွားကိုကြတော့ပါလေ။ ။ဘာခေရွေကအလိုက်သီးစွာပင်ပြန်ပြောသောအခါအဖိုးကြီးနှင့်အဖွားကြီးသည်ဝမ်းသာစွာတာလူခေါ်လိုက်ကြသည်။ထို့နောက်အဖိုးကြီးနှင့်အဖွားကြီးကဆက်ပြောလိုက်သည်။အကိုကြီးအသက်20ရွယ်ကဖြစ်ခဲ့တဲ့ဖြစ်ဆိုတော့အခုချိန်မှာနှစ်ပေါင်း90ကျော်ပြီလေ။တို့များအသက်တောင်မှအခု80ပြည့်တော်မယ်။မခေရွေသည်နားထောင်နေရမှစဉ်းစားလိုက်သည်။လွန်ခဲ့သောနှစ်ပေါင်း90ကျော်ချိန်ကဆိုရင်ရခိုင်ရိုးမတောင်ကြီးညီမြတော်တောင်နဲ့ခေါင်းပြီးတော်ရိုင်းတောင်ရိုင်းကြီးတွေဖြစ်နေမိနေ ယခုခေတ်တို့လူသူသွားလာပေါရောက်လဲမများပဲနေပါလုံးသည့်တွေ့တော်ရင်တိရစ္ဆာန်တွေကြီးပွားခြင်းတိုင်းကြီးပွားနေမိမှသိကြသည်ဘာသာပေါ်တွေ့လာခဲ့သည့်ငန်းပြတ်သက်ကြီးမျိုးဆိုရင်မျိုးပြုတ်သွားပြီဖြစ်သည့်တွေ့ယခုလူတွေမြင်ဘူးမြည်ဝေး၍ကြားဘူးမြည်ပြင်းမဟုတ်ချေမခင်ရွှေပင်နေဤငန်းဝင်မျိုးရှိသည်ဟုမကြားခဲ့ဘူးပဲယခုဘာသာပေါ်ဤညီနှင်းညီမပြောမှသာတန်တော်ကြားဘူးရသည်ဘာသာပေါ်လို့ရှာမှာမွေနိုင်သည့်အမှတ်သားတွေပါသည့်လူမျိုးဆိုရင်ယခုခေတ်လူတွေအနေဖြင့် ြော၍ပင်ယုံနိုင်ကြမည်မဟုတ်သို့သောခွေးရှာမှအမဲမှတ်တွေပါလင်းထိုခွေးမျိုးသည်မွေးကား၍မသေးနိုင်သည်ကိုမူယခုခေတ်လူတွေကလက်ခံသည်သို့သောထိုအမဲမှတ်တွေပါသည့်ခွေးကရှာပါလာသည်အကောင်တစ်ထောင်မှတစ်ကောင်မပါလိုချေထိုမှန်မျိုးပါသည့်ခွေးကအများအပြားတော်ရွာတွေမှမွေးသည့်မြမခွေးမျိုးရိုးရိုးခွေးမျိုးမှသာပါလိရှိသည်ကျမကိုခွင့်ပြုပါမခင်ရွှေကအဖိုးကြီးနဲ့အဖွားကြီးကိုယူသေးစွာခွင်းနှောင်းပြီး ဘူတာဘောကြောင့်ကိုမှတ်တမ်းရင်းရန် သူခန်းသူပြန်လာခဲ့သည်ဇာတိစင်းမြစ်ကိုမိသူမြမေးရမရဟုဖွားရွှင်ပြောလိုက်သောမွေနိုင်ပုပ်ကူကြီးဘူတာဘော၏နောက်ကျောင်းရာသဝင်ကိုကံအားလျော်စွာတိုက်ဆိုင်ကြသည်လည်းရသောမခင်ရွှေ၏ဝမ်းမြောက်မှုကစိုးဖွယ်ရာမရှိတော့ချေဟုတ်ကဲ့ပါရှင် အပိုင်း၈ကိုဒီမှာပဲရန်နာလိုက်ပါမယ်ကျမတို့နောက်ထပ်အပိုင်း၉မှာပြန်လည်ဆုံတွေ့ကြပါမယ်နော်နောက်ဆင်ပြီးခဲ့သူအားလုံးကိုကျေးဇူးများ၏တင်ပါတယ်ရှင်